ားလုံးမင်္ဂလာပါပြန်လည်ကြိုဆိုပါတယ်ကျွန်တော်တို့တွေဒီခဏတော့ Great 12 English Unit 8မှာပါတဲ့ First Conditional AC Grammar B အကြောင်းကိုအတူတူလေ့လာကြည့်ကြရအောင်ပါဟုတ်ကဲ့ပါကျွန်တော်ရဲ့ channel လေးကနေ Great 11 12နဲ့ပတ်သက်တဲ့များအင်္ဂလိပ်စာသင်ခန်းစာတွေရဲ့တခြားမြန်မာကအင်္ဂလိပ်စာသင်ခန်းစာများကိုပုံမှန် display တော့မှာဖြစ်လို့ channel လေးကို subscribe မလုပ်ရသေးရင်ဥစွာ subscribe လုပ်ပေးဖို့မြင့်တက်ရခံပါစေဒါဆိုရင်သင်ခန်းစာလေးကိုစလိုက်ကြရအောင် what is the first condition first condition ဆိုတာဘာလဲ definition the first condition is used to talk about real or possible situations in the future ဒီ first condition ကိုတဲ့ real or possible situation ဖြစ်နိုင်တဲ့အခြေအနေတွေတော့မဟုတ်မှန်ကန်တဲ့အခြေအနေတွေအနာဂတ်မှာဖြစ်နိုင်တဲ့အခြေအနေတွေအနာဂတ်မှာမှန်ကန်နိုင်တဲ့အခြေအနေတွေကိုပြောချင်ရင်သုံးတာပါတဲ့ဥပမာ if it rains tomorrow မနေ့ပြန်မိုးရွာမယ်ဆိုရင် i will stay home က အိမ်မှာပဲနေမယ်လို့ပြောတာဖြစ်တော့မဖြစ်သေးဘူးအဲသူကဘာဖြစ်ရင်ဘာဖြစ်မယ်ပေါ့နော်ဒါဖြစ်နိုင်ကြီးရှိတဲ့ဖြစ်နိုင်တဲ့အခြေအနေတွေကိုပြောချင်တာဖြစ်ပါတယ်တဲ့ဟုတ်ကဲ့စစ်ကြည့်ကြမယ် structure of the first condition form ကတော့ if present simple တစ်ခါက main clause ကတော့ will နဲ့ base form နဲ့သုံးရတာဖြစ်တယ်အဲ့တော့တစ်ခါကတော့ verb 1မယ်တစ်ခါကတော့ will verb 1ပေါ့ဗျာအလွယ်မှတ်ချင်ရင်တော့ isabel ကြည့်ကြအောင် if i study hard i will verb ေးစင်ငါဖြူဆဆလေးလာမယ်ဆိုရင်ငါစမိုးရအောင်မယ်ဒါကအနာဂတ်မှာဖြစ်နိုင်တဲ့ဖြစ်နိုင်ခြင်းเนาะသူကကျွန်တော်တို့ zero conditional လို့ဖြစ်ရင်ဒါဖြစ်ရင်ဒါဖြစ်မယ်လို့ပြောတာမဟုတ်ဘူးဖြစ်နိုင်ခြင်းများတာကိုပြောတာစာကြိုးစားလိုက်လဲစမိုးအောင်ခြင်းမအောင်မှာပေါ့ဗျာကျွန်တော်ပြောချင်တာကအဲ့တော့ if i study hard i will pass the exam ဆိုတာဒီအနာဂတ်မှာစစ်မှန်တဲ့အခြေအနေတွေဖြစ်နိုင်ခြင်းများတဲ့အခြေအနေတွေကိုပြောချင်ရင်ဒီ first conditional ကိုသုံးတာပါတဲ့ မှတ်ထားမှသည် you can search this clauses clause တွေကိုအရှိနောက်ချင်းပြီးတော့မှရေးလို့ရတယ် our past the exam if i study hard e main clause ကိုရှိမှထားလိုက်ရင်တော့ကျွန်တော်တို့ခေါ်မှာမလို့တော့ဘူးအကယ်၍ if clause ကိုရှိမှထားရင်တော့ခေါ်မှာလေးထည့်ပေးရပါတယ် okay ဒါဆိုရင်စစ်ကြည့်ကြအောင်ဆို when to use the first conditional first conditional ကိုဘယ်ချိန်မှာသုံးမလဲ real future possibilities အနာဂတ်မှာဖြစ်နိုင်ခြေများတဲ့အခြေအနေတွေကိုပြောချင်ရင်သုံးတော့ if you leave now you will catch the verse မင်းအခုထွက်မယ်ဆိုရင်မင်းပတ်စကားမိလိမ့်မယ်ဒါကဖြစ်နိုင်ခြင်းများတာပေါ့နော်နောက်တစ်ခုက prediction ကိုကချူတင်ခံမှန်းချက်တွေကိုပြောခြင်းလဲတော့နော် if if it gets colder it was no အဲအေးလာပြီဆိုရင်နင်းကြတော့မယ်တဲ့ဒါချူတင်ခံမှန်းပြီးတော့မှပြောတာပေါ့နော်လုံးဝကြီးဖြစ်မယ်လို့ပြောရတာမဟုတ်ဘူးဖြစ်နိုင်ခြင်းများတာကိုပြောတာဖြစ်တဲ့ warnings or threats ထိချောက်မှုတွေထိချောက်တာတွေသတိပေးတာတွေကိုပြောကြည့်ရင်လည်းဒီ first condition တွေကို သုံးပါတယ်တဲ့ if you touch that မင်းအဲ့ဒါကိုထိလိုက်မယ်ဆိုရင် you will get hurt မင်းဒဏ်ရာလိမ့်မယ်လို့ပြောတာဖြစ်ပါတယ်အဲ့တော့ဒီ first condition တွေကိုအနာဂတ်မှာဖြစ်နိုင်ချေများတဲ့အခြေအနေတွေကြိုတင်ခံမှန်းတာမျိုးတွေပြီးတော့သတိပေးတာမျိုးတွေကိုသုံးတာဖြစ်ပါတယ်တဲ့ okay example လေးတွေကိုကြည့်ကြအောင်လို့ဗျာ if he doesn't call to ဖုန်းခေါ်လို့ဆိုရင် I will be upset. ငါစိတ်ဆိုးမယ်နော်စိတ်ဆိုးမယ် Okay one name ပေါ့ဗျာ If you don't hurry မင်းမြန်မြန်မလုပ်ဘူးဆိုရင် we will we, sorry if we don't hurry ကျွန်တော်တို့မြန်မြန်မလုပ်ဘူးဆိုရင် we will miss the train ငါတို့ယထာကိုလွဲမယ်နော်ယထာလွတ်သွားမယ်ယထာမမီဘူးပေါ့ If you study abroad to ဒီဘက်မှာလေ့လာမယ်ဆိုရင် she will learn a lot to အများကြီးသင်တတ်မြောက်မယ်ဒါကတော့အနာဂတ်မှာဖြစ်နိုင်ကြီးများတဲ့အကြောင်းအရာတွေကိုပြောနေတာဖြစ်ပါတယ် ဟုတ်ကဲ့ common mistakes ဒီကမှားတတ်တဲ့အမှားတွေပေါ့နော် if you will have me i will finish faster မင်းကကူညီရဆိုရင်တော့ငါအမြန်ပြီးမှာပေါ့တဲ့ဒီနေရာမှာကျွန်တော်တို့က if clause ပဲမှာ will မသုံးလို့မရပါဘူး if you have me i will finish faster လို့ပဲသုံးရပါတယ် we use present simple in the if part not future ကျွန်တော်တို့ present if clause ပဲမှာကျွန်တော်တို့ဒီ present simple ကိုပဲသုံးပြီးတော့မှ future tense ကိုမသုံးပါဘူးတဲ့ခင်ဗျာဟုတ်ကဲ့နောက်ဆုံးရင်စစ်ကြည့်ကြမယ် tightest time လေ့ကျင့်ရမယ်ထင် complete the first conditional sentences with the correct form of the verbs in brackets ဒါကတော့ကျွန်တော် textbook ထဲက exercise B ဖြစ်ပါတယ် if i get a new job i earn a lot of money အဲ့တော့ဒီမှာဒီကျွန်တော်တို့က first conditional ဒီ defect ကက present simple defect ကက well based form ဖြစ်တယ်အဲ့တော့ if if က clause က present simple ပဲဖြစ်ရမှာကြောင့်မို့ if i get ဖြစ်ရမှာပေါ့နော်โอเคကျွန်တော်တို့ main ကလေးတို့အရင်ကြည့်ကြအောင် if she not hurry she miss the bus okay ကျွန်တော်မေးခွန်းလေးတွေကိုအရင်တုတ်လိုက်အောင်မယ်ပြီးမှအဖြေကြည့်ကြအောင်ညာအဲ့တော့ if i get တဖက်ကကကျွန်တော်တို့က present simple ပဲဖြစ်ရမှာကြောင့်မို့ if i get a new job အဲ့တော့တဖက်ကပတ်စံအများကြီးရမှာပဲတဲ့ i will earn a lot of money ဒါကတော့အလုပ်အသက်ရတိုင်းပတ်စံအများရမှာမဟုတ်ဘူးတို့တော်ညာလဲဒါကဖြစ်နိုင်ချေများတာကိုပြောထားတာ if she not hurry ဒီမှာကျွန်တော်တို့ကအညလုံးအောင်မှာကြောင့်မို့ negative လို့မယ်ဆိုရင် she ဆိုတော့ doesn't hurry တစ်ခါတော့ will miss the birds တော့ဒါလည်းဖြစ်နိုင်ခြင်းများတဲ့အကြောင်းကိုပြောပြနေတာဖြစ်တယ် if global warming ကမ္ဘာကြီးပြည်သူလာမှုဟာ gets worse ဆိုးလာတယ်ဆိုရင်နော် the ဘာဖြစ်မလဲ will be problems of rising sea levels okay the ice caps melt sorry well will melt ကျွန်တော်တို့က if clause ကနောက်ဖက်မှာရောက်နေတာဒီဖက်ကက main clause ဖြစ်တဲ့အတွက် the ice caps will melt if we အဲ့တော့အငင်းလုံးအောင်မှာကြောင့်မို့ don't take care of our planet ဖြစ်ပါတယ်နောက်တစ်ခု our cities တပတ်ကလည်း if clause ကအနောက်ကိုရောက်နေတာဖြစ်တဲ့အတွက် our city will be cleaner if we use blah 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 public transport မို့ဆိုတော့ if we use တပတ်ကတော့ present simple ပါပဲ okay ဒါဆိုရင်အားလုံးမြင်သွားလိမ့်မယ်လို့ထင်တယ် summary ကိုကြည့်ကြရအောင် okay ကျွန်တော်တို့ zero conditional နဲ့ first conditional ကိုနိုင်ရှင်မယ်ဆိုရင် zero conditional ကတစ်ဖက်က if နဲ့ present တဖြစ် clause က present plus connection နဲ့မှာတော့ if က clause မှာ present တဖြစ်က main clause မှာ will နဲ့ base verb နဲ့ဖြစ်တယ်ဒီ zero connection တွေကိုကြတော့ first day routines တွေကိုပြောချင်တာတမိုင်း sorry တမနာဖြစ်သွားပြီတိတ်ပါဆိုင်ရာချက်လက်တွေကိုပြောချင်ရင်သုံးတာ routines တွေကိုပြောချင်ရင်သုံးတာတဖြစ်ကတော့ real future real future possibility အနာဂတ်မှာဖြစ်နိုင်ခြင်းများတဲ့အကြောင်းအရာတွေကိုပြောချင်ရင်သုံးတာ is ဘာဖြစ် if you eat if you heat ice immersement ရေခဲကိုပူပေးမယ်ဆိုရင်သူရေပြောမယ် နော်ဒါကတော့ဖြစ်ကိုဖြစ်မှာပေါ့ if it rains i will take a coat မိုးရရင်ငါကိုယ်ကြီးယူမယ် okay ဒါကတော့ဘာဖြစ်ရင်ဘာဖြစ်မယ်လို့အနာဂတ်မှာဖြစ်နိုင်တဲ့အကြောင်းကိုပြောနေတာဖြစ်ပါတယ် okay ဒါဆိုရင်တော့အားလုံးအဆင်ပြေသွားလိမ့်မယ်လို့ထင်တယ်အနောက်ချက်အဖြစ်ပြောရမယ်ဆိုရင်ဒီ first condition ကို real future situation ကျွန်တော်တို့အနာဂတ်မှာဖြစ်နိုင်ကြည်ဒီအနာဂတ်အခြေအနေတွေကိုပြောကြည့်ရင်သုံးတာပုံစံကသူက if present simple တစ်ဖက်က main clause က well based ဖြစ်ပါတယ် don't use will in the if part if ဖက်မှာကျွန်တော်တို့က will ခေါ်တဲ့ future tense ကိုသုံးလို့မရပါဘူးတဲ့ okay ဒါဆိုရင်တော့အားလုံးအဆင်ပြေသွားလိမ့်မယ်လို့ထင်တယ်အဆင်မပြေသူများကိုလည်းကျွန်တော်ရဲ့ comment box မှာဝင်ရောက်မှတ်ချက်ပေးပေးပါဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးခဲ့လို့ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံးတွေ့ကြရအောင်အပတ်မကြည့်ရင်ကျွန်တော်ရဲ့ channel လေးကို like and subscribe ပေးလို့ပြီးမြတ်တန်ရခံပြစေ bye bye